အားလုံးပဲမင်္ဂလာပါဒီနေ့ဂျွန်လ9ရက်နေ့မှာတော့သတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကိုနေပြီးတော့ကျွန်တော်ပြန်ပြီးတော့ဝေမျှခြင်းတယ်ပထမဆုံးကျွန်တော်ဝေမျှခြင်းတဲ့အကြောင်းအရာကတော့မြန်မာနိုင်ငံကိုအမေရိကန်နိုင်ငံတော့ဒဏ်ခတ်တာနော်ဒဏ်ခတ်တယ်လို့ပြောရမှာပဲဘာကဒါကပါလဲဆိုလို့ရှိရင်မြန်မာပြည်သားတွေဟိုကနေပြီးတော့လာတယ်လာတဲ့ခါကျတော့ဒီမှာကြောင်းနေကြတယ်ပြန်မပြန်တော့ဘူးအဲဒီကနေပြီးတော့လာကြတယ်လာပြီးလို့ရှိရင်မြန်မာနိုင်ငံကလူတွေဒီမှာ overstand နေကြတယ်เนาะအဲ့လိုမျိုးပြန်ပြီးတော့မပြန်တော့ဘူးအဲ့လိုမျိုးလူတွေများတယ်ပြီးလို့ရှိရင်တော့အမေရိကန်မှာလည်းဒီဒုက္ခတွေတော်တော်များတယ်တချို့နေရာတော့ဘာလို့ဆိုလို့ရှိရင်တော့တကယ့်မြန်မာပြည်လိုပဲမြန်မာပြည်ရက်ွက်လိုပဲအဲ့လိုမျိုးရှိတယ်တော်တော်ကိုလူများတယ်မြန်မာပြည်ကလူတွေအခုအမေရိကန်မှာဆိုတော့အဲ့ဒါကိုဒေါ်နယ်ထရန့်ကနေပြီးတော့သိတယ်သိတဲ့ခါကျတော့အခုမြန်မာနိုင်ငံအပါအဝင်16နိုင်ငံเนาะ16နိုင်ငံကိုနေပြီးတော့ဖိလိုက်တယ်เนาะဖိလိုက်တယ်လာခွင့်လုံးဝမရှိတော့ဘူးအဲ့ဒီမှာတချို့နိုင်ငံတွေကတော့ကျွန်တော်တို့လာလို့ရတယ်ကျူဘာတို့လာအိုတို့ဆီးရီးယားတို့နေပြီးလို့ရှိရင်တော့ အဲ့ဒီ Venezuela တို့စသဖြင့်ဒီနိုင်ငံတွေကြတော့သူတို့ကိုတဝက်တစ်ပြက်ပိတ်ထားတယ်အခုမြန်မာနိုင်ငံတို့ချက်သမ္မတနိုင်ငံတို့အပြီးတော့ကွန်ဒိုသမ္မတနိုင်ငံတို့ Ecuador တို့ Haiti တို့ Iran တို့ Libya တို့ Somali တို့ Sudan တို့စသဖြင့်ဒီနိုင်ငံတွေကြတော့เนาะအကုန်လုံးပိတ်လိုက်တယ်เนาะ12နိုင်ငံပါတယ်မြန်မာနိုင်ငံပါဝင်12နိုင်ငံကိုအကုန်လုံးပိတ်လိုက်တယ်နောက်ပိတ်လိုက်တယ်လောကလာခွင့်မရှိတော့ဘူးတချို့လူတွေဆိုလို့ရှိရင်တော့ဒီပတာရဲ့နဲ့ပတ်သက်တဲ့အထူးသဖြင့်ကျွန်တော်တို့ဒီဖုန်ကြီးတို့ပြီးလို့ရှိရင်တော့ Korean တသနာပြုဆရာတို့စသဖြင့်အစည်းအဝေးတို့လာတယ်လာလို့ရှိရင်သူတို့ပြန်မပြန်တော့ဘူးစသဖြင့်ဒီလိုအခြေအနေမျိုးတွေဟာဆိုလို့ရှိရင်ဒီအမေရိကမှာတော်တော်ရှိတယ်เนาะရှိတယ်သူတို့ကဖမ်းခံလိုက်တယ်ပြီးလို့ရှိရင်တော့အဲ့လိုမျိုးဆက်ပြီးတော့အဲ့ဒီမှာဝန်ခါတို့ဘာလို့ရှောက်တယ်စသဖြင့်ဒီလိုမျိုးအခြေအနေမျိုးတွေကအများကြီးရှိတယ်အမေရိကမှာဆိုတော့အမေရိကမှာလာနေထိုင်တဲ့နေထိုင်လို့တဲ့ခါကျတော့အမျိုးမျိုးဖန်တီးကြတယ်เนาะဖန်တီးကြတယ်ဆိုတော့အကိုအရာကိုနေပြီးတော့ကျွန်တော်ထွက်ကကိုပိတ်လိုက်တယ်ဆိုတော့ဟာကလည်းတကယ်တင်မီဒီယာမှာထိစီတင်တခုနေနဲ့ကျွန်တော်တို့တွေ့ရတယ် ီးလို့ရှိရင်တော့တနစ်တာတွေရေဖြူမှာစင်စွေကွင်းအတွင်းမှာဆိုလို့ရှိရင်အဲ့ဒီမှာသူတို့ကင်းလှစ်ဖို့လာတယ်စကဆာကအဲ့ဒီမှာပြန်ပြီးတော့ဒီဖက်ကနေပြီးတော့တိုက်တဲ့ခါကျတော့6ရောက်သေးသွားတယ်เนาะနောက်တစ်ခုကရှမ်းပြည်နယ်ဒီနုကိုပိုင်အုတ်ချုံရေးနော်အုတ်ချုံရေးရတဲ့ဒီနေရာဒီမှာဆိုလို့ရှိရင်တော့ရောငန်းအဲ့ဒီမဲဆန္ဒနေကနေပြီးတော့ပြည်သူလွတ်တော်ကိုစလိဦးအောင်စိုးမင်းဆိုတဲ့လူကနေပြီးတော့စစ်ကြောရေးမှာတည်သွားတယ်အမနီယာကျွန်တော်တို့ပြောတယ်ဒီဇော်ဖိုးဟင်းကလည်းစစ်ကြောရဲမှာရောက်နေတယ်เนาะအခုအလေးပိုင်းတိုင်းစစ်တိုင်းဌာနချုပ်ထိမှာ အဲ့ဒီမှာစစ်တပ်ကနေပြီးတော့ဖမ်းသွားတာအဲ့ဒါကသူ့ရဲ့အမှုတွေကတော့အများကြီးပဲနော်မှားလာကိုဆဲတာတို့စစ်ကောင်းဆောင်ကိုဆဲတာတို့စသဖြင့်ဒီစစ်ကြောရေးမှာရောက်ပြီဆိုလို့ရှိရင်တချို့လူတွေကစစ်ကြောရေးမှာထေသွားတယ်အခုဒီ NLD ရဲ့ဒီမဲဆန္ဒနေအခုနကဒနုကိုပိုင်အုပ်ချုပ်ခွင့်ရတဲ့ရွာငန်းမဲဆန္ဒနေကနေပြီးတော့ပြည်သူ့လွတ်တော်ကိုစလေ ဟိုအောင်စိုးမင်းဆိုတဲ့လူလည်းဒီလိုပဲနော်အဲ့ဒီစစ်ကြောရေးမှာတည်သွားတယ်ဆိုတော့အခုထုတ်ပြန်ထားတာကဒီသမ္မတဦးဝင်းမြင့်ရဲ့ဒေါအောင်ဆန်းစုကြည်တို့နော်သူတို့ကလည်းတော်တော်စိုးရိမ်မှုရှိတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်စစ်ကြောရေးမှာအများဖြင့်တည်ရတယ်အဲ့ဒီကမနေ့ကကျွန်တော်ပြောသလိုစစ်ကြောရေးမှာဆိုလို့ရှိရင်သူတို့ကမေးခွန်းမေးတာမဟုတ်တော့ဘူးနော်အဲ့ဒီမေးခွန်းမေးတဲ့ဟာကိုသူတို့မရဘူးဆိုလို့ရှိရင်ရအောင်ထူထောင်တာနော်ထူထောင်ပြီးတော့မေးမြန်းတယ်စစ်စေးတယ်ညှဉ်းပန်းတယ်အဲ့ဒီစစ်လက်တွေနဲ့တို့လဲစံပြစသည်ဖြင့်နော်အဲ့လိုမျိုးကျိန်ဖန်များစွာ အဲ့လိုမျိုးခံရတဲ့ခါကျတော့လူတွေကမခံနိုင်တော့ဘူးမခံနိုင်တဲ့ခါကျတော့အဲ့ဒါကိုဟုတ်ပါတယ်လုတ်ပါတယ်ကျွန်တော်ဝန်ခံပါတယ်ဆိုတဲ့ဟာကိုသူတို့ကဝန်ခံမှအဲ့ဒါကိုလွတ်တာဖြစ်တယ်ဆိုတော့ခုဒီလွတ်တော့ကိုယ်စလေကနေပြီးတော့သူကလောကဝန်မခံလို့ဖြစ်နေမယ်နော်သေတဲ့အထီတော်မှာအဲ့ဒီစကြောရေးမှာသူတို့လုတ်တယ်ဆိုတဲ့ဟာကိုတတိမီဒီယာမှာဖော်ပြကြတယ်နောက်တစ်ခုကမန်ဒယ်တိုင်းနဲ့ထိုးကြီးမျိုးတွေမှာဆိုလို့ရှိရင်ဝက်လူစခန်းအဲ့ဒီမှာစစ်ကူလာတဲ့ အဲ့ဒီဟာကိုနေပြီးတော့ဖြတ်ပြီးတော့တိုက်လိုက်တယ်တိုက်လိုက်တဲ့ခါကျတော့အဲ့ဒီမှာ၄ယောက်သေတယ်၂ယောက်ကိုဖမ်းဆီးရမိတယ်အဲ့ဒီမှာဒီစစ်မှုထပ်ဥပဒေနဲ့ဖမ်းခံရတဲ့၈ယောက်အတိပြရတော့အစ်စ်ပေါ့ဖြစ်သူစစ်အစ်စ်၈ယောက်ကိုနေပြီးတော့ခေထုတ်နိုင်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒါကမန္တလေးတိုင်းတို့ထိုးကြီးမြို့နယ်ဝဲလူစခန်းဝဲလူစခန်းကိုစစ်ကူလာတဲ့အခါအဲ့ဒီမှာကြားဖြတ်ပြီးတော့တိုက်လိုက်တာနောက်အဲ့ဒီမှာဒီလေတို့က၄ယောက်ဖမ်းခံရတဲ့၂ယောက်ဆိုတော့စစ်မှုထပ်ဥပဒေနဲ့လူအစ်စ်တွေကတော့၈ယောက်ကိုခေထုတ်နိုင်တယ်နော်ခေထုတ်နိုင်တယ် အဲ့ဒါကိုခုကိုလုံးပေါင်းလိုက်မယ်ဆိုလို့ရှိရင်10ရောက်ပေါ့နော်စက္ကစားဖက်က10ရောက်ကိုဖန်ဆင်းရမိတယ်4ရောက်တော့ဖေးတယ်ဆိုတဲ့တင်ကိုတွေ့ရတယ်နောက်တစ်ခုကဒီနေ့အတွက်သတင်းကောင်းတကိသတင်းဖိတ်စီအနေနဲ့ပါဝင်တဲ့နော်သတင်းတစ်ခုဖြစ်တယ်အဲ့ဒါက ILO နော် ILO လို့ခေါ်တဲ့ပြပြဆိုင်ရာအလုပ်သမားအခွင့်အရေးအဖွဲ့ချုပ်နော်အဖွဲ့ချုပ်အလုပ်သမားအဖွဲ့ချုပ်အဒီကနေပြီးတော့သူတို့က130နဲ့3ဂျင်မြောက်ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာသူတို့ကျင်းပတယ်နော်ကျင်းပတယ်ဆိုတော့ဒီနေ့က ဟိုတည်တင်းတပတ်တစ်ပတ်တုန်းကကျွန်တော်အဲ့ဒါကိုချင်ညာပြတာဖြစ်တယ်နော်အဲ့ဒါက ILO ကဒီ journal မှာဆုံးဖြတ်ဖို့ရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကြားတယ်ဆိုတော့လူအခွင့်ရေးအဖွဲ့တွေကလည်းအလို့သမအဖွဲ့တွေကလည်းတော်တော်ကိုတောင်းဆိုနေတယ်နော် article 30နဲ့3အရမာလာကိုဒီစကားစကားနေပြီးတော့အေးအေးယူပါအေးအေးယူပါဆိုပြီးမှတော်တော်ကိုတောင်းဆိုတဲ့စန္ဒပြမှုတွေလည်းရှိတယ်ဆိုတော့ဒီနေ့ကတော့ ဂျီနီဗာမြို့မှာ133ချီမြောက်เนาะအဲ့ဒီမှာသူတို့အစီဝေးကြီးလုပ်တယ်လုပ်တဲ့ခါကျတော့အဲ့ဒီမှာဒီမာအလာပါဝင်မြန်မာနိုင်ငံပေါ့เนาะစစ်တပ်เนาะစစ်တပ်ပါဝင်မြန်မာနိုင်ငံကိုနေပြီးတော့ article 33ပုံမှန်ရเนาะပြင်းပြင်းထန်ထန် ရေးယူဖို့အတွက်နည်းနည်းဆုံးဖြတ်လိုက်တယ်ဒါကတော့သတင်းကောင်းတစ်ခုနဲ့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်တကယ်ကောင်းစီးတဲ့တင်ပဲတကယ် heavy ပဲเนาะဆိုတော့အဲ့ဒါကကျွန်တော်တို့ဒီ ILO ကပုံမှန်33အရာအရေးယူတာ3ချိန်ရှိပြီเนาะ3ချိန်ရှိပြီ2000ခုနဲ့မှာဒီအနာရှင်ဟောင်းတန်းရွှေနော်တန်းရွှေဦးတန်းရွှေခေတုံးကတခါမိပြီနော်အဲ့ဒီ article 33အရနောက်တစ်ခုကအခု belarus မှာနော် belarus မှာ2023 2023မှာအခုဘန်နရူဆိုတာကတော့သူ့ရဲ့တငယ်ချင်းပေါ့နော်သူ့တငယ်ချင်းသူ့အဖွဲ့အစည်းလည်းပဲထိတယ်နော်ဒီနေရာဒီမှာကျွန်တော်တို့ဒီရုရှားတို့ရုရှားရဲ့မဟာမိတ်ကကျွန်တော်တို့ဘယ်လိုလိုဖြစ်တယ်နော်ဘယ်လိုလိုဟိုတစ်ခေါက်ကရုရှားမှာသွားလို့ကဘယ်လိုလိုတောင်းမှာရောက်သေးတာပဲမလားနော်ကျွန်တော်အဲ့ဒီဘယ်လိုလိုနိုင်ငံက2023မှာနော်20တန်း3မှာတစ်ခါနော်ဘယ်လိုလိုကဒီ article 30နဲ့3ရာအဲ့ဒီမှာအေးအေးယူချင်းခါရတယ်ဆိုတော့အခုမလာလှဲ့နော်မလာလေးရောက်လာပြီအခု2025အခုဂျွန်လနော်ဂျွန်လ9ရက်နေ့မှာထပ်ပြီးတော့ ဒီပေါ်မှာ30နဲ့တုံးအရာအေးယူချင်းကိုခံရတယ်ဆိုတဲ့ဟာကိုဒီနေ့တင်းကောင်းတစ်ခုအနေနဲ့တင်းမီဒီယာလောကမှာထိစီတင်းတစ်ခုအနေနဲ့ကျွန်တော်တို့ဖော်ပြထားတာကိုတွေ့ရတယ်။နောက်တစ်ခုကသစ်ပေါ်ဖို့နော်သစ်ပေါ်ဖို့စခန်းကိုတင်းတဲ့ခါမှာအလံဖြူထောင်တဲ့လူတွေရှိတယ်နော်အလံဖြူထောင်ပြီးတော့လက်နဲ့ချတဲ့လူတွေရှိတယ်။ဆိုတော့အဲ့ဒီအလံဖြူထောင်လက်နဲ့ချတဲ့လူကိုဒီဖက်ကလူတွေကမထိန်းထားဘူးနော်သူတို့ကိုလို့ရကြွရကိုသွားခိုင်းတယ်နော်သွားခိုင်းတယ်အတိပြတော့ဒီ KNU ကနေပြီးတော့ KNL ကသူတို့ကိုဆန်ကုန်မြေလေးသူတို့ကိုမထားဘူးကျွေးမွေးပြီးတော့မထားဘူး ်ထားပြီးတော့သူတို့ကအလံဖြူထောင်းအလံဖြူထောင်းတဲ့ဟာကိုသူတို့ကအကုန်လုံးအကုန်လုံးပြန်လွှတ်လိုက်တယ်နော်တချို့လူတွေကျတော့တကယ်အရေးကြီးတဲ့လူတွေကျတော့သူတို့ထိန်းထားထိန်းထားမှာပေါ့နော်ဆိုတော့ဒီမှာ view ဟာမိုးလဲပါတယ်နော်ထွက်ပြေးတဲ့ထဲမှာဒီလက်နဲ့ခြားတဲ့ထဲမှာအလံဖြူထောင်းတဲ့ထဲမှာတော့မပါဘူးဆိုတော့ဟုတ်ပဲမှာထိုင်းပတ်မှာပြေးတယ်ပြေးပြီးမှနော်အင်အား80နော်80ရှိတယ်ဆိုတော့အဲ့ဒါကိုနေပြီးတော့ပြန်ပြီးတော့ဒီဖက်မှာပို့တယ်နော် BGF ဒီ gate နဲ့တံတား gate ပေါ့နော်သူတို့အခွန်ကောက်တဲ့ gate တွေပေါ့ဟိုဖက်ကနေစနေပြီးတော့ပြည့်စုံတဲ့ကုန်တင်ကုန်ချကုန်သွင်းတွေဖြစ်တဲ့ခါကျတော့အဲ့ဒီသွင်းကုန်တွေကို နော်အဲ့ဒီမှာသူတို့ကဒီအခွန်ကောက်တာနော်အခွန်ကောက်တာကားတစ်စီးကိုဘလောက်ဘလောက်ဆိုတာဂိတ်တွေနော် BGF ဂိတ်တွေအများကြီးပဲအဲ့ဒီမှာညင်းချိန်ဂိတ်တွေလည်းအများကြီးပဲအဲ့ဒီမှာ KMU ဂိတ်ရှိတယ်ညင်းချိန်ဂိတ်ရှိတယ် DKB ဂိတ်ရှိတယ်လက်နက်ငယ်ဘောင်းစုံတွေရဲ့ဂိတ်ရှိတယ်သူဟာသူသူနီလန်းနဲ့သူစီပွားရေးရှာတာနော်အဲ့လိုမှာသူတို့ရဲ့ဒီအဖွဲ့အစည်းတို့လေပတ်နိုင်ဖို့အတွက်ပတ်စံတွေရဖို့အတွက်နော်အခွန်တွေကောက်ကြတယ်ပြီးလို့ရှိရင်လမ်းတွေမှာဂိတ်ထောင်းတယ်အဲ့ဒီမှာကောက်ကြတယ်ဖစ်တွေကိုအဲ့ဒီမှာသူတို့ကအခွန်ဆောင်ခိုင်းတယ်တင်းငုပ်တွေရှိတယ်အဲ့ဒီမှာနော်နေဆက်မှာဆိုလို့ချင်းဂျုံငုပ်တွေရှိတယ် ဆိုတော့အဲ့ဒီကျုံးငုတ်တွေကိုကျုံးအပင်တွေကျတော့သူတို့ရောက်လိုက်ပြီဒါပေမဲ့အဲ့ဒီအငုတ်တွေကိုတချို့လူကျတော့ဒီဖက်ကထိုင်းဖက်ကနော်ထိုင်းဖက်ကပရိဘောကတွေသူတို့လုပ်တယ်ဆိုတော့အဲ့ဒီထိုင်းဖက်မှာသွင်းဖို့အတွက်အဲ့ဒီကျုံးငုတ်တွေကိုဖြတ်တယ်ဖြတ်တဲ့ဟာတွေကလည်းကျွန်တော်တို့ဒီ KNU ကဖြစ်ဖြစ် DKB ကဖြစ်ဖြစ် DKB ကဖြစ်ဖြစ်စသဖြင့်ပေါ့နော်သူတို့ရဲ့ထင်းချုံနေမြန်မာဆိုလို့ရှိရင်သူတို့ကိုခွန်ဆောင်ရတယ်နော်အဲ့လိုမျိုးပုံစံဆိုတော့ gate ကဒီအမှတ်16 gate ကနေပြီးတော့ဒီ BGA ကိုပို့တယ် BGF ကတစဲအဲ့ဒီမြောက်ဒီမျိုးဆောင်ခလာရနော်နှစ်ခွန်ငါးကိုနေပြီးတော့ပို့လိုက်တယ်ဆိုတော့အဲ့ဒီမှာနှစ်ခွန်ငါးပါဘလောက်ရှိသွားလဲဆိုလို့ရှိရင်အင်အားက900နီးပါးလောက်ရှိသွားပြီလို့ပြောတယ်ဆိုတော့ဟိုတစ်ခေါက်ကတော့မှဒီဖက်ကိုထိုးစစ်ဆင်ဖို့အတွက်သူတို့လုပ်တယ်အဲ့ဒီမှာအပြန်လှန်တော့မှပြစ်ခတ်တည်လိုက်အဲ့ဒီမှာလက်နေကြီးကိုဖက်ထုတီဖက်ထုနော်သင်္ကန်းကြီးတော့ဖက်မှာထိုးစစ်ဆင်ဖို့အတွက်သူတို့လုပ်တာဆိုတော့တစ်ဖက်ကဆိုလို့ရှိရင်အလန်ဖြူထောင်တဲ့လူတွေကိုနော်ဒီ Geneva Commission နဲ့သူတို့လှုပ်တော့လှုပ်ပါလေနော်လှုပ်တဲ့လူတွေကဘာလို့ပြန်ပြီးရန်သူပြန်ဖြစ်တယ်နော်အခု last show တော့ဘာလို့အဲ့ဒီဖက်မှာတိုင်းတဲ့ဖက်မှာကျွန်တော်တို့တကယ်နော်လူတွေအကောင်ကြီးတယ် မိတယ်เนาะသူတို့ပြန်ထုတ်တဲ့ခါကျတော့အခုအဲ့ဒီလူတွေပဲကိုယ့်ရဲ့တကက်เนาะအကြီးဆုံးအဲ့ဒီမှာ view ဟာမှုတွေတင်နှံ့မှုတွေတကက်တိုင်ရန်မှုတွေအဲ့လိုမျိုးတာဝန်ယူပြီးတော့ဒီဒေါ်လာရဲ့ဖက်ကုန်နေပြီးတော့ပြန်ပြန်ပြီးတော့တိုက်တယ်ဆိုတော့ဒါကတော့အားနေချက်တစ်ခုပဲเนาะလွှတ်လိုက်တာတော့လွှတ်လိုက်တာပဲဒါပေမဲ့အဲ့ဒါကအားနေချက်ဒီထက်မှာတကက်အားကောင်းတဲ့ဟာတစ်ခုရှိတယ်เนาะအဲ့ဒါကဘာလဲဆိုတော့ KIA เนาะ KIA ကဒီကျွန်တော်တို့ဒီ Geneva Convention နဲ့စစ်သုံးပိုင်းတွေသူတို့ဖမ်းတယ်ဒါပေမဲ့တိတ်မတွေ့ရဘူးเนาะစစ်သုံးပိုင်းဘလောက်ဘလောက်ရတယ်ဆိုတာတိတ်မပြဘူးเนาะဆိုတော့အများအပြားနဲ့သူတို့ထွက်ပြေးသွားတယ်အဲ့ဒီမှာသူတို့ကဆိုလို့ရှိရင် ဒီအားမများတဲ့အတွက်ကြောင့်ဆုတ်ခွာသွားတယ်စသဖြင့်စသဖြင့်အဲ့လိုမျိုးပဲဖော်ပြတယ်သူတို့စစ်တုံးမမလောက်ရတယ်ဆိုတာကိုသူတို့ဖော်ပြထားတာမရှိဘူးတင်ကျွေးတာလည်းမရှိဘူးဆိုတော့အများဆုံးတော့ AA နော် AA မှာဆိုလို့ရှိရင်တော့စစ်တုံးပန်းတွေအများကြီးပဲနော်အဲ့ဒီမှာထုတ်ထားတာလည်းအများကြီးပဲအဲ့ဒီစစ်တုံးပန်းတွေကိုတချို့လူတွေကြတော့ကိုယ့်အတွက်အကျိုးရှိတယ်လို့တချို့လူတွေကြတော့ဆန်ကုန်မြေလေးပဲနော်ဘာမှလုပ်လို့မရအောင်ဆိုတော့အဲ့ဒီမှာစစ်တုံးပန်းဥပဒေမှာရှိတဲ့ပုံကိုနေပြီးတော့ခိုင်းစားလို့တော့ရတာပေါ့နော်မွေမျိုးရေးတို့စိုက်ပျိုးရေးတို့စသဖြင့်ဒီစစ်သားတွေစားဖို့အတွက်သူတို့ကိုခိုင်းစီဖို့အလိုမျိုးကတော့ ကျွန်တော်တို့သုံးတန်တော့တကယ်သုံးဝင်တာပေါ့နော်မသုံးတန်တော့ဆန်ကုမြေလေးပဲဆိုတော့အဲ့ဒါကိုတို့တို့ရကြည့်ရပြေးကြတော့ဆိုတော့ပြေးကြတယ်ဟုတ်ပါမှာနော်ပြေးပြီးတော့ပြန်ပြီးတော့မြောက်ပတီကိုရောက်တယ်မြောက်ပတီကိုနေပြီးတော့ရောက်တော့တို့ AR အဲ့ဒီမှာစုဖွဲ့တယ်စုဖွဲ့ပြီးတော့ပြန်ပြီးတော့တိုက်ဖို့လုပ်တယ်အင်အား900လောက်ရှိတော့ပြီလို့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ Granny ပြင်းနေ Light Core မြို့နေကနေပြီးစစ်ကူလာတယ်နော်စစ်ကူလာတဲ့အဲ့ဒီဟာကိုနေပြီးတော့ဒီဖက်က KND ရဲ့ view ဟာနှစ်ပူပေါင်းအဖွဲ့တွေကတိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာအယောက်ပေါင်း20တေးတယ်လက်နဲ့အလက်ပေါင်း ရှိလိုက်ရတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။နောက်တစ်ခုကနော် shutdown နော်စကားစကားနေပြီးတော့ PNL လုံးနဲ့အဲ့လိုမျိုးသူတို့ဝင်ပြီးတော့တိုက်တယ်။တိုက်တဲ့ခါကျတော့ဒီ shutdown ဖက်မှာရွှေညွှေညောင်မျိုးနေပါပေါ့နော်။အဲ့ဒီမှာဖျားကုန်းရဲ့ရေဘူးချေးရွာရဲ့အဲ့ဒီမှာဒီတော်လိုင်းတက်ဖွက်တွေရဲ့စခန်းတွေရှိတယ်။ဆိုတော့အဲ့ဒီစခန်းတွေကိုနေပြီးတော့အင်အားထောင်နေချီပြီးတော့အခုနောက်က PNA နော်ပိုင်းအဖွဲ့နဲ့ဒီစကားစကားနဲ့ပေါင်းပြီးတော့အဲ့ဒီမှာတိုက်တယ် နော်တိုက်တဲ့ခါကျတော့စခန်းတစ်ခုပါသွားတယ်နော်အဲ့ဒီ PDF ဘက်ကစခန်းတစ်ခုကိုပေးလိုက်ရတယ်ဆိုတဲ့ဟာကိုလည်းဒီနေ့တွေ့ရတယ်ဆိုတော့အဲ့ဒါကဒီ Shandong ဘက်မှာ Shandong ဘက်မှာတော့ PNL လို့ခေါ်တဲ့ဒီအရင်ဖွဲ့ဟာဆိုလို့ရှိရင်တော်တော်ကိုကြွားတယ်နော်အဲ့ဒီမှာအင်အားတောင်းနေချီပြီးတော့သူတို့ပြတယ်နော်ပြည်သူစစ်တွေဒီလောက်ရှိတယ်လာလို့ရှိချမယ်နော်အဲ့လိုမျိုးဒီ Shandong ကတော့တော်တော်ကိုမာတာ เนาะมาลาเนี่ยตะเก็ปูป้องท่าได้เนาะอภွေတွေဖြစ်တယ်เนาะအဲ့ဒီပါအရင်ဖွေတွေကဆိုတော့အဲ့ဒီထောင်နဲ့ယူလို့ဆက်ကြောင်းထုတ်တဲ့ခါကျတော့ဒီတော်လိုင်းရဲ့ဖက်ကဒီစခန်းတွေပြန်ပြီးတော့ပေးလိုက်ရတယ်ဆိုတဲ့တည်င်းပေါ့နောက်တစ်ခုကကချင်ပင်နဲ့ဖက်ကเนาะဖက်ကမှာဆိုလို့ရှိရင်တော့ဒီတိုက်ပွဲတွေကြီးကြီးဖြစ်တယ်ဆိုတော့ KIA နဲ့သူတို့ကကြီးကြီးဖြစ်တဲ့ခါကျတော့ဟိုဖက်ကလည်း600နဲ့အင်အားတိုးတဲ့ခါကျတော့အဲ့ဒီမှာလည်းဒီဖက်ကန်ထိရောက်သွားပြီเนาะဖက်ကန်ထိရောက်သွားပြီအဲ့ဒါကစကစကထိုးစစ်ပြင်ဆင်ပြီးတော့ဒီ ားကမျိုးကိုပြန်ပြီးတော့ထိန်းချုပ်တာလုံခင်းတို့ဘာလို့ပေါ့နော်အဲ့ဒီမှာ company တွေကိုဒီဆက်ရန်တွေကိုမလာကမီရှိုးတယ်အဲ့ဒီရန်ထားတဲ့ဒီကူတော်တွေကိုပြစ်ဖောက်တယ်စသဖြင့်စသဖြင့်နော်ဆိုတော့အဲ့ဒီ KIA နဲ့ဖူပေါင်းအဖွဲ့တွေကလည်းခုနကဒီ view ဟာကုန်းကိုတိုက်တယ်နော်ဖကန်မျိုးရဲ့ view ဟာကုန်းကိုတိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီ view ဟာမှုကိုအဲ့ဒီ view ဟာကုန်းကဒီတတ်မှတ်မှုကိုနေပြီးတော့ကေထုတ်ဖို့အတွက်ရဟယင်လာတယ်နော်ရဟယင်လာတဲ့ခါကျတော့ဒီဖက်ကနေပြီးတော့ဒီလေယံပြည့်နဲ့သူတို့ရှိတဲ့လက်နက်တွေနဲ့အကုန်လုံးပေါ့နော်အဲ့လိုမျိုး short ထိလိုက်တယ်ဆော့ထိလိုက်တဲ့ခါကျတော့ မဆင်းရဲတော့ဘူးเนาะမဆင်းရဲတော့ဘူးဟိုဘက်ကနေလေးပါဖြစ်ပြေးပြီးတော့သူတို့ထွက်ပြေးတယ်เนาะပြန်မဆင်းရဲတော့ဘူးအဲ့ဒီ view ဟာကုန်းကိုသူတို့မဆင်းရဲဘူးเนาะအဲ့ဒီတမမမို့ကိထုံးမလို့သူတို့ကเนาะဆိုတော့အခြေအနေမကောင်းလို့ပေါ့เนาะဆိုတော့ဒီဟိုက်ရင်တွေကတော့တော်တော် KIA ကိုဖြုံသွားတယ်เนาะစုစုပေါင်း60ဖြစ်သွားပြီเนาะ60က KIA ကဒီတော်လိုက်ကလာမှာပြစ်ချလိုက်တာเนาะပြစ်ချလိုက်တာ၅စီရှိတဲ့ခါကျတော့တော်တော်ကိုဆုံးချုံမှုများသွားတယ်လူတွေကလည်းတော်တော်အသေးပြောင်းများသွားတယ်เนาะအဲ့ဒါကြောင့်အခုဒီ packet view ဟာကုန်းမှာဒီတမမမို့ကိထုတ်ဖို့အတွက် သူတို့လာတဲ့เนาะလာတဲ့ဒီရဟယင်ကိုနေပြီးတော့ဒီဖျားဖြစ်တဲ့ကကြတော့လုံးဝမစင်းရဲပဲနဲ့ပြေးသွားတယ်ဆိုတဲ့ဟာကိုလေဒီနေ့တတိမီဒီယာတွေမှာတွေ့ရတယ်ဆိုတော့ဒီနေ့ဂျွန်လ9ရက်နေ့မှာတတိမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခေါက်ကိုနေပေးချပါပြန်ကျွန်တော်ဒီ